နေပါတော့ကိုပြူတီကန်ကုထံပြန်ဆိုတဲ့အတိုင်းရှီဗန်ညာနဲ့စီရှာတို့ရဲ့လက်ကွက်တွေကြားမှာစူရီတယောက်အသက်ရှင်နိုင်ပါမလားနဆီယာမာကြီးရဲ့အဆောင်လက်စွပ်အကူနဲ့ယုံကြည်မှုပြည့်ရှိနေတဲ့စူရီရဲ့ဆုံးသက်ကဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်မွေပြူမယ်ရဲ့ဂလက်စာအပိုင်း15ကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တော်ရဲ့ Week About Channel ကို ကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Week About Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ့် Week About ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလန်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ရှိဗန်ညာရဲ့မူလတွင်ပြင်ကိုမြင်တွေ့လိုက်ရတဲ့ဆူရီလဲထိတ်လန့်သွားခဲ့ရပြီးဆူရီရဲ့ဘွားကရှိဗန်ညာနဲ့ဆီရှာတို့ရဲ့လက်ခုပ်ထဲကရေးလို့ဖြစ်နေခဲ့ရပါထိုင်လန်တကြားနဲ့ထွပြေးဖို့ကြိုးစားနေတဲ့ဆူရီကိုရှီဗန်ညာနဲ့ဆီရှာတို့ကထွပြေးခွင့်မပေးခဲ့ဘဲဝပြုကြောင်းမှာချီဆွဲထားတဲ့ခေါင်းလောင်းတွေနဲ့ဆူရီရဲ့ခေါင်းကိုထိမှန်အောင်လွှတ်ခတ်နေခဲ့တာကြောင့်ဆူရီလည်းခေါင်းကိုခေါင်းလောင်းတွေမှန်ပြီးချက်ချလဲနေခဲ့ပါဝေဒနာတွေကိုမခံစားနိုင်တော့တဲ့ဆူရီတယောက်ချမ်းမြေမှာလူးလိမ့်နေခဲ့ပါတော့ အဲဒီအချိန်မှာပဲသူလက်မှာမရှိတော့တဲ့အဆောင်လက်စကိုသတိရသွားခဲ့တဲ့စူရီလဲလိုင်လံရှာဖွေနေခဲ့ပေမဲ့မတွေ့ရပဲဖြစ်နေခဲ့ရပြီးထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်နောက်ဆုံးမှာတော့ရှီဗန်ညာကခရင်သုံးခွနဲ့စူရီကိုဖိခတ်လိုက်ပြီးရင်ဝါကိုထုတ်ချင်းပေါက်စိုက်ဝင်သွားစေခဲ့ပါပြီးနောက်ရှီဗန်ညာနဲ့စီရှာကမွေးသွင်းကိုပြောင်းပြစ်လိုက်ပြီးသူတို့ရဲ့ပြင်းထန်လာတဲ့စိတ်တွေနဲ့ပေါက်တက်ပြစ်လိုက်ကလူယုံမာတယောက်ကိုအဆုံးသတ်ပေးခဲ့ပါတော့ တဖက်မှာလည်းရီတစ်ကလမ်းခွဲတစ်ခုကိုရွေးချယ်ကမောင်းနှင်လာခင်ဝိပြုကြောင်းသားမှာရှိပညာမောင်းလာတဲ့ကားကိုတွှိရှိလိုက်ရတာမို့သူကားကိုရတန်းလိုက်ပြီးဝိပြုကြောင်းတဲ့ကိုဝင်ရောက်လာနေခဲ့ပါဝိပြုကြောင်းတဲ့ကိုရောက်ရှိလာခဲ့တဲ့ရီတစ်လည်းအရှင်ကိုပူဇော်နေတဲ့ရှိပညာကိုတွေ့လိုက်ရတာကြောင့်သူကိုအသိမပေးဘဲဘာလို့ဒီချိန်ကြီးဝိပြုကြောင်းကိုထွက်လာခဲ့ရတာလဲလို့မေးမြန်းနေခဲ့ချိန်မှာပဲဂတာခါကသူတို့နားကိုရောက်လာခဲ့ပြီးပူဇော်ပစ္စည်းတွေကိုလာရောက်ပေးရခဲ့ပါဂတာခါပြတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့ရှိပညာက ီညကအရှင်ကိုယုံကြည်သက်ဝင်တဲ့သူတွေအတွက်ထူးခြားတဲ့ညပါအရှင်ကိုပူဇော်ရမယ့်ညလေးဒါကြောင့်ပဲကျမကဒီကိုရောက်လာခဲ့ရတာရှင်အေးရေးပြတ်သွားမှဆိုရမို့ကျမကမနှိုးခဲ့တာပူဇော်ပွဲပြီးရင်အိမ်ကိုစောစောပြန်လာမလို့ပဲဒီပူဇော်ပွဲကခင်မုန်းတဲ့အသက်ရှင်အောင်ဆူတောင်းပေးတဲ့ပွဲပါလို့ရှင်းပြပြောဆိုခဲ့တာကြောင့်ရီတလေရှီဗန်ညာရဲ့အပေါ်မှာပို့လို့ချစ်ခင်သွားခဲ့ရပြီးသူပါအရှင်ကိုအတူတူပူဇော်ခဲ့ကြပါရှီဗန်ညာကတော့ ရီတစ်ကိုကြည်ကသူမရဲ့စိတ်ထဲမှာကြည်နူးမှုလေးတွေကိုခံစားနေခဲ့ရပါတယ်။အရှင်ကိုပူဇော်ပြီးတဲ့အခါရှီဗန်ညာကဒီညမှာအရှင်ကိုပူဇော်ပြီးလူရစု တောင်းရင်ပြည်တယ်။ရှင်ရောက်လာတာကျမဝမ်းသာပါတယ်။ရှင်ရဲ့အိမ်မက်တွေဆန္ဒတွေအကုန်ပြည့်ဝစေဖို့ရောက်လာခဲ့တာပဲလို့ပြောဆိုနေခဲ့ကျမပဲ။ရီတစ်က ကိုရင်စုတောင်းပြရစေလို့ပြောဆိုကကိုတို့အမြဲတူရှိနေခြင်းလေလို့စုတောင်းမှုပြုခဲ့ပါတော့တယ်။ရီတရဲ့ ်သူမအပေါ်မှာထားတဲ့အချစ်စစ်တွေကအတိုင်းထက်လွန်ဖြစ်နေခဲ့တာကြောင့်ရှီဗန်ညာလဲသူမရဲ့မျက်ဝန်းအိမ်မှာချီနူးမှုမျက်ရည်တွေကစီးကျလာခဲ့ရရှာပိုင်းမနီရှာကတော့လီယင်ကွေးမှာစောင့်နေခဲ့ပေမဲ့ရောက်လာခဲ့တဲ့စူရီကြောင့်ဂီးစင်ကပြတ်သွားခဲ့ရပြီးဟိုတယ်ကိုပြန်ရောက်လာခဲ့ပိုင်းစူရီကိုဖုန်းနဲ့ဆက်သွယ်လို့လည်းမရဖြစ်နေကြတာမို့သူမကိုဖမ်းများသွားပြီလားလို့အတွေးပေါင်းစုံနဲ့ဖြစ်နေကြရချိန်မှာပဲရာဟီဂျာကရောက်ရှိလို့လာခဲ့တာကြောင့်မနီရှာလည်းအကြောင်းစုံကိုရှင်းပြခဲ့ပါတယ် ။ဒါကြောင့်မဲရာဟီကြလဲစူရီတယောက်ဒုက္ခရောက်နေပြီဆိုတာကိုခံစားလိုက်ရပြီ။ရှိုင်လက်ကိုဖုန်းဆက်ကစူရီရဲ့ကိစ္စနဲ့ပတ်သက်ပြီးအရေးတကြီးဆွေးနွေးစရာရှိတယ်လို့ပြောဆိုကာသူ့အိမ်ကိုလာကိုင်းခဲ့ပါတယ်။အဲဒီနောက်ရာဟီကြကစူရီကိုဆက်သွယ်လို့မရခင်စကြဆက်လုပ်ရမယ့်စီစဉ်တွေကိုဆွေးနွေးနိုင်ဖို့အတွက်သူ့အိမ်ကိုလိုက်ခဲ့ဖို့မနီရှာကိုပြောဆိုကာခေါ်ဆောင်သွားခဲ့ပါတော့တယ်။ ။ဆူရီပျောက်ဆုံးနေကြောင်းရိုက်တာစီကနေတိလိုက်ရတဲ့ရှိုင်းလဲလဲသူဝပြုကြောင်းကနေထွက်လာပြီးတဲ့နောက်ဆူရီတယောက်ဘာတွေဖြစ်ပြသွားလဲလို့တွေးနေခဲ့တဲ့အချိန်မှာပဲသူအနာကိုရန်ယာကရောက်ရှိလာခဲ့ပြီးဆူရီကိုဝပြုကြောင်းကိုလိုက်သွားဖို့သူမကိုယ်တိုင်ပြောလိုက်တာဖြစ်ကြောင်းပြောပြခဲ့တာကြောင့်ရှိုင်းလဲလဲအံဟောသွားခဲ့ပါတယ်။ရန်ယာက ဖုန်းထဲကမနီရှာနဲ့ပြောနေတဲ့စာရီကိုသူမတွေးလိုက်ရတာကြောင့်ဒီလိုလှုပ်ခဲတာဖြစ်ကြောင်းဒါပေမဲ့စူရီကဝိပြုကြောင်းကိုမနီရှာမလာဘူးလို့ဖုန်းဆက်ပြန်ပြောပြခဲ့လို့ရှင်တောင်မန်နာကိုကျမကခွင့်လွှတ်ပေးတာဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့်ရှိုင်းလက်လည်းဇနီးဖြစ်သူကိုထူးဆန်းတဲ့ကြည့်နေကြည့်နေခဲ့ပါတော့တယ်။နဖူကဒန်ယာကိုတွေးလိုက်ရတဲ့ရန်ယာလည်းရှိုင်းလက်ကဘလို့ဖြစ်တာလဲလို့မေးမြန်းခဲ့တာကြောင့်ရှိုင်းလက်ကမနီကဝပြုတ်ကြောင်းမှာလီကားပေါ်ကနေချော်လဲချပြီးထီသွားတာလို့လိမ့်လဲပြောဆိုခဲ့ပါတယ်။အဲဒီနောက် ရှိုင်လက်ရဲ့တွေ့တဲ့မှာစူရီကမနိကမနိရှာဝိဖြူချောင်းကိုလာရောက်တဲ့ကိစ္စကိုဘာလို့ရန်ယာကိုဖုန်းဆက်တုန်းကအမှန်တိုင်းမပြောပြခဲ့တာလဲလို့စဉ်းစားနေခဲ့ပါတယ်။ဟုတ်ပါတယ်။စူရီဖုန်းဆက်တဲ့ချိန်တုန်းကဝိဖြူချောင်းမှာရှိုင်လက်တယောက်တည်းရှိနေခဲ့တာကိုတွေ့မြင်ခဲ့ရတဲ့စူရီကအဆိုပါအချိန်ဒီတိုင်းကိုရန်ယာကိုဖုန်းဆက်ခဲ့တာပဲဖြစ်ပါတယ်။နောက်တော့မှစီရှာကမနိရှာဖြစ်ဟန်ဆောင်ပြီးရောက်လာခဲ့တာကိုတော့ရန်ယာကိုဖုန်းဆက်မပြောပြခဲ့တာပဲဖြစ်ပါတယ်။ တဖက်မှာလည်းရှီဗန်ညာကရီတစ်ယူဆောင်သွားခဲ့တဲ့သူမတို့မိသားစုတပ်ပုံလေးကိုခံထဲမှာဝင်ထောင်ရှာဖွေနေခဲ့စင်မှာပဲရီတစ်ကရောက်ရှိလာခဲ့ပြီးဘာရီရှာနေတာလဲလို့မိလာခဲ့တာကြောင့်ရှီဗန်ညာလည်းမင်္ဂလာလေဆွဲပျောက်သွားလို့လိုက်ရှာနေတာဖြစ်ကြောင်းလင်းလေပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပဲရီတစ်ကရီချိုကန်ထဲကဘေးစင်ပေါ်မှာသူတွေ့ခဲ့ရတဲ့မင်္ဂလာလေဆွဲကိုပြန်ပေးလိုက်။နောက်ဆိုရင်ဂယူးဆိုင်ဖို့ပြောဆိုကသူကိုယ်တိုင်ပဲရှီဗန်ညာရဲ့လေတိုင်းမှာပြန်လေဆွဲပေးခဲ့ပါတယ်။အဲဒီနောက်ရီတစ်က မိမိဘာတွေရဲ့ဓာတ်ပုံကိုမှန်ပေါင်းသွင်းထားတာကဒီနေ့ရမယ်အဲ့ဒါကိုအေကန်ထဲမှာချိန်ထားရမယ်လေငါမိဘာတွေရဲ့ပုံလဲအေကန်ထဲမှာပဲရှိနေတာဆိုတော့တစူးတစည်းတဲ့မြင်ရတာပေါ့လို့ပြောဆိုကအပြင်ကိုထွက်သွားခဲ့ပါတယ်ရှီဗန်ညာကတော့သူမိဘာတွေရဲ့ဓာတ်ပုံကိုအေကန်မှသာချိန်လိုက်ရင်ရာဟီဂျာကတွေ့မြင်ပြီးသူမရဲ့အကြောင်းတွေပါပေါ်သွားမှာကိုစိုးရင်ခဲ့ပြီးဘယ်လိုတွေဆက်လုပ်ရမလဲဆိုတာကိုအကြံထုတ်နေခဲ့ပါတယ်ရာဟီဂျာကတော့သူအိမ်ကိုရောက်ရှိလာခဲ့တဲ့ဆိုင်လက်အား မနီရှာစီကနေသိရှိခဲ့ရတဲ့ចောင်းရတွေကိုပြန်လည်ပြောဆိုနေခဲ့ပြီးရှိုင်းလက်ကလည်းဝပြုចောင်းကိုလာခဲ့ဖို့မနီရှာကိုယ်တိုင်ကသူ့ကိုချင်းဆိုတာဖြစ်ကြောင်းငါနဲ့သူကတခြားနေရာကိုထွက်ပြေးကြဖို့စီစဉ်ထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့တဲ့ခါမှာတော့ရာဂျီကလည်းသူ့နှဖူးသူရိုက်လိုက်မိပါတော့တယ်ရိုင်ဂျာလည်းတစ်ချက်စဉ်းစားလိုက်ပြီးရှိုင်လက်ရဲ့ဖုန်းကိုတောင်းယူခဲ့ကဖုန်းထဲမှာမနီရှာနဲ့ပြောဆိုထားခဲ့တဲ့စာတွေကိုဖျက်ပစ်လိုက်ပါတော့တယ် ရှိုင်လက်ကအလန်တရားနဲ့တားနေခဲ့ပြီးဒါရီကမနီရှာသူ့ကိုပြောခဲ့တယ်ဆိုတော့တက်တေထောက်ထားတွေပဲလို့ပြောဆိုခဲ့မှုပေါ့ရိုင်ဂျာကအဲ့ဒီတက်တေကြောင့်ပဲမင်းဒုက္ခရောက်မှာရှိုင်လက်မနေ့တနေ့ကမှဒီကိုရောက်လာခဲ့တဲ့စူရီရဲ့ဇနီးအစ်စ်ကပန်ချာကဝပြူကျောင်းကိုတီမာတယ်လား။သူကဘလို့တီတာလဲ။မင်းအုံနောက်ရှိရင်စဉ်းစားကြည့်လိုက်အောင်။ဝပြူကျောင်းကိုတီတယ်ပဲထားပါအောင်။မင်းကိုအဲ့ဒီမှာချိန်ပြီးသူကဘာလုပ်မှာလဲ။တကယ်တော့မနီရှာကလေးစိတ်မှတညာလုံးရောက်နေတာမို့ဘာမှမသိဘူး။ ဂျားတဲ့ကဘသူလက်ချက်လဲဆိုတာကိုတေချာလေးတွေးကြည့်လိုက်စမ်းမင်းကိုအဲ့ဒီဝတ်ပြုတ်ချောင်းကိုရောက်လာဖို့ချင်းဆူလိုက်တဲ့သူကမနီရှာမဟုတ်တဲ့အခြားတယောက်ရဲ့ဂျန်စီပဲအဲ့ဒီလူကလည်းငါတို့ရဲ့အကြီးမားဆုံးရန်သူတော့မွေမာပဲဒါရီအားလုံးကမွေမာရဲ့စနက်ပဲတငယ်ချင်းသူကပဲလက်ကွက်တွေတုံးပြီးထောင်ချောက်ဆင်လိုက်တာတီဂျာရာတခုကတော့စူရီကအသက်ရှင်လျက်ရှိတော့မှမဟုတ်ဘူးလို့ပြောဆိုခဲ့ပါရှိုင်းလက်လေဒါကဘလူဖြစ်နိုင်ပါလဲ ငါတို့နှစ်ယောက်စလုံးမှာနတ်ဆရာမကြီးပေးလိုက်တဲ့အဆောင်လက်စွပ်တွေဝတ်ထားတာပဲလို့ပြန်လဲပြောဆိုခဲ့တာကြောင့်ရာဟီဂျာကလည်းငါလည်းအဲ့ဒါပဲသိကျင်နေတာအဲ့ဒီလက်စွပ်ရှီလျန်နဲ့ဆူရီကဘလို့သေသွားတာလဲလို့ပြောဆိုနေခဲ့စင်ပါပဲယာမီနီကအိမ်အောက်မှာဆူရီရဲ့ကိစ္စနဲ့ပတ်သက်ပြီးမိ мян မို့အတွက်ဂျယ်ရီရောက်နေတယ်လို့လာရောက်ခေါ်ဆောင်ခဲ့တာကြောင့်ရာဟီဂျာလည်းရှိုင်လက်ကိုကြည့်ကမင်းဆူရီရဲ့ကိစ္စနဲ့ပတ်သက်ပြီးအားလုံးကိုမေးပြလိုက်ဂျယ်ရီပါလာပြီဆိုတော့အရေးကြီးတဲ့ကိစ္စဖြစ်သွားပြီး မနီရှာရဲ့မက်ဆေ့ကိုမေးလိုက်ဆူရီနဲ့ရံဖြစ်ခဲ့တာကိုလည်းအကုန်လုံးမေးပြလိုက်မင်းအနေနဲ့ဘသူ့ကိုမှဖွင့်ပြပြောပြနေဂျန်နဲ့ကိစာရီအားလုံးငါကုံချီရှင်းလိုက်မယ်လို့ပြောဆိုမှကြားကယဲရီနဲ့တွေ့ဖို့သူတို့လည်းအင်ရောက်ကိုဆင်းလာခဲ့ကြပါတယ်ယဲရီလည်းမနီရှာကိုဆူရီပျောက်ဆုံးသွားတဲ့ကိစာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တဲ့အခါမနီရှာကတော့သူမကိုထားပြီးတခြားမိမနဲ့လိုက်ပြေးသွားတာပဲဖြစ်မယ်လို့သူမရဲ့ထင်ကိုယဲရီဟာရှင်းပြနေခဲ့ပါတယ်ဒါကို မိကနေယာမနီကမင်းတင်တယ်လို့မဟုတ်တော့ပါဘူးလို့ပြောဆိုဖြောင်းပြနေခဲ့စင်ပါပဲရှီဗန်ညာကလည်းရောက်ရှိလို့လာခဲ့တာကြောင့်ရဲရာရှိကရှီဗန်ညာကိုကြည့်ကဘလို့ပတ်သက်လဲလို့မင်းမြန်ခဲ့ပါယာမနီကဒါကသူမရဲ့ချွေးမဖြစ်ကြောင်းပြောဆိုမိတ်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာတော့ရဲရရှိကမင်းမနီညာကဗမာရှိနေခဲ့လေလို့မိ мян ခဲ့တဲ့ခါမှာတော့ရှီဗန်ညာကဖြေဖို့ခတ်နေခဲ့တာမို့ယာမနီကပဲဂျာကနေကျမရဲ့ချွေးမကညာကသူ့ယောက်ျားနဲ့ပဲအတူရှိနေမှာပေါ့လို့ဝင်ရောက်ပြောဆိုပေးခဲ့တာကြောင့်ရဲရရှိကအ ကျွန်တော်တို့ရဲ့အလုပ်ကိုကောင်းကောင်းလုပ်ပြစေလို့ပြောဆိုကာဂျာမနီရဲ့ဝင်ရောက်ပြောဆိုမှုကိုဟန့်တားခဲ့ပါတယ်။အဲနောက်ရဲရရှိကရှီဗန်ညာကိုမိကုံးတွေထမေးဖို့လုံပါပဲ။ရာအီဂျာကရောက်ရှိလို့လာခဲ့တာကြောင့်ရဲရရှိကလည်းစကားလမ်းကြောင်းတွေပြောင်းသွားခဲ့ကာရာအီဂျာစူရီနဲ့ပတ်သက်ပြီးမေးမြန်းနေခဲ့ပါတော့တယ်။ရှီဗန်ညာလည်းရာအီဂျာရောက်လာမှရဲရရှိရဲ့မိကုံးတွေကနေတတ်တာရရခဲ့ပါတယ်။ ရဲရရှိနေရိုက်ဂျာတို့ပြောဆိုနေတာကိုကြည့်ပြီးရှီဗန်ညာရဲ့စိတ်ထဲမှာတော့ရှင်တို့ဘလောက်ပဲစူးစမ်းစူးစမ်းလူမပြောနဲ့ကဘာဘော်ကတက်ရှိမှန်သမျှစူရီပပါလဲဆိုတာကိုရှာလို့တွေ့မှာမဟုတ်ဘူးဘသူကမှသူ့ကိုရှာမတွေ့အောင်ငါရဲရဆက်ဆက်တက်လိုက်ပြီသူ့အလောင်းကိုလည်းအစမကျန်ဖျက်ဆီးပစ်ပြီးပြီသူ့ရဲ့စာနာဘာဆိုပါမှမကျန်တော့ဘူးလို့စိတ်ထဲကနေပြောဆိုနေခဲ့ပိုင်းအဲ့နောက်ရဲရရှိလဲအမှုကိစ္စအချောင်းထူရင်ဆက်သွယ်လိုက်ပါမယ်လို့ပြောဆိုကပြန်သွားခဲ့ကြပါတယ် ဂျယ်ရီပြန်သွားပြီးတဲ့နောက်မှာတော့ရှီဗန်ညာလည်းသူ့ရဲ့ခန်းကိုထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရိုင်ဂျာနဲ့ယာမနီတို့ကဆူရီရဲ့ကိစ္စနဲ့ပတ်သက်ပြီးမရှင်းလင်းတာတွေကိုသိရှိနိုင်ဖို့အတွက်နက်ဆီယာမာကြီးစီကိုသွားရောက်တွေ့ဆုံဖို့တိုင်ပင်ခဲ့ကြပြီးနှစ်ယောက်သားနက်ဆီယာမာကြီးထံကိုထွက်လာခဲ့ကြပါတယ်။သူတို့လင်မယားနှစ်ယောက်လည်းနက်ဆီယာမာကြီးထံကိုရောက်ရှိလို့လာခဲ့တဲ့အခါယာမနီက ဒီဖြစ်ပျက်တွေကနေဒီတက်ဆိုးမလာအောင်ကတင်ပေးဖို့ ਨੇ ရိုင်းယာကလည်းစူရီမာဆီယာမာကြီးပေးတာတဲ့လက်စုရှိနေလျက် ਨੇ ဘလို့ကြောင့်အနည်းဖြစ်ခဲ့တာလဲလို့မေးမြန်းနေခဲ့ပိုင်းနဆီယာမာကြီးကဒါကမယနာကဆိုးပဲငါကအဲ့ဒီလက်စုတွေကိုသွေးနဲ့ပြီးသိပ်တင်ထားပေးတာဒါကမင်းတို့ကိုကာကွယ်ပေးမယ်ဒိုင်းတစ်ခုပဲတနည်းအားဖြင့်တော့တိချင်းတရားကနေကာကွယ်ပေးလိုက်မယ်ဒါပေမဲ့သူကလက်စုကိုဝင်မထားခဲ့တာငါရဲ့အာယုံထဲမှာမြင်တွေ့လာရတယ်အဲ့ဒါကအဝေးတနည်းအားမှာရောက်ရှိနေခဲ့တယ် ဒီလက်စကိုမချုပ်ဘူးငါမှားထားတာကိုမမှတ်မိကြတာလားမင်းတို့တငယ်ချင်းကငါစကားကိုနားမထောင်ခဲ့ဘူးသူလက်စုပ်ပျောက်သွားပြီးတိတ်ချင်းတရားနဲ့ကြုံတွေ့လာရတာပဲလက်စုပ်ပျောက်သွားတာကလည်းသူ့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိုက်တာပဲမွေမကဂလစားခြေသွားပြီလို့ပြောဆိုခဲ့တာကြောင့်ရာဂျီတာတို့လင်မယားလေးထိတ်လန့်သွားခဲ့ပါတယ်ရာဂျီတာလည်းဒါဆိုရင်စူရီကသေးပြီပေါ့သူကဗမာလဲဆီယာမကြီးလို့မိပြန့်ခဲ့တဲ့အခါနဆီယာမကြီးကသေသွားပြီးသေဆုံးခြင်းကရှောင်လွဲလို့မရဘူးလို့ပြောဆိုခဲ့တာ မေရောကာလီကိုရွတ်ဖက်ပူဇော်နေခဲ့စင်မှာပဲသူ့ရဲ့အာယုံထဲမှာပေါ်လာခဲ့တဲ့ရာတစ်ခုကြောင့်သူမရှိတော့ဘူးမွေးမကသူ့ကိုအသက်စဝိန်ချွေသွားပြီးသူ့ကိုတပ်ပြလိုက်ပြီးသူ့ချင်းတွေပြန်မလာနိုင်တော့ဘူးလို့ပြောဆိုခဲ့ပါနဆရာမကြီးရဲ့စကားကိုကြားလိုက်ရတဲ့ယာမနီလည်းထိတ်လန့်စွာနဲ့ငိုကြွေးလိုက်ရင်သူတို့မိသားစုကိုကဲတင်ပေးဖို့အတွက်နဆရာမကြီးကိုအတနာခံတောင်းဆိုခဲ့ပါတော့တယ်။ဒါကြောင့်ပဲနဆရာမကြီးကမင်းတို့အကုန်လုံးကိုကဲတင်နိုင်မဲ့နီလန်တစ်ခုပဲရှိတယ်။အဲ့ဒါကမဟာကာလီပဲ ဂါလီမေရိုရဲ့တာဝကတွေကဂါလီမေရိုနူထလာစီဖို့ရာပူဇော်ပွဲကိုကျင်းပပြီးပြင်းထန်တဲ့မုံမြင့်ချင်းစဉ်ကိုကျင့်ကြံခဲ့ကြတယ်လို့စံစာတွေထဲမှာရေးသားထားခဲ့တယ်။ဂါလီမေရိုကရက်ဆက်ဆုံးအတွင်ပြင်းနဲ့နူထလာခဲ့ပြီးရန်သူမှန်သမျှကိုရှင်းလင်းပစ်ခဲ့တယ်။ဒါကြောင့်ဒီနေ့ကလာမိုင်ညပဲဒီလိုမှောင်မိုက်တဲ့ညမှာဂါလီမေရိုကဖြက်စည်းတုတ်တင်ပြစ်လိမ့်မယ်။ဒီညမှာအဂိုရီတွေကမေရိုကိုနူထစေလိမ့်မယ်။မေရိုကာလီရဲ့အတွင်ပြင်းကမြင်လိုက်ရသူအတိုင်းအတွက်ချက်သိမ်းထစရာဖြစ်လာလိမ့်မယ်။ သူကတစုံတယောက်ကိုဝင်ပူးတဲ့အခါတိုင်းရန်သူတွေကိုတုတ်တင်လိုက်မယ်။သူကမင်းတို့ရဲ့ရန်သူကိုဖျက်ဆီးပေးလိုက်မယ်။ဂါလီမဲတော်တယောက်တည်းကပဲအဲ့ဒီမျိုးကိုတုတ်တင်ပေးနိုင်တာ။ဒီလိုလာမိုင်းညာသင်္ကြန်မြေမှာပူစော်ပွဲလုပ်ဖို့တမိသားစုလုံးကိုပြောလိုက်ပါ။ဒီပူစော်ပွဲကိုမိသားစုတယောက်မှကျန်တက်ရောက်ရမယ်။မတက်တဲ့သူကအသက်ဆုံးရှုံးရလိမ့်မယ်လို့ပြောဆိုခဲ့တာကြောင့်ရိုင်ဂျာတို့လင်မယားလည်းပူစော်ပွဲကိုပြုလုပ်နိုင်မှုအင်ကိုအမြင်ပြန်လာခဲ့ကြပါတော့တယ်။ ရိုက်ဂျာတို့နက်ဆီယာမာကြီးစီကိုသွားတာကိုသိရှိသွားခဲ့တဲ့ရှိပန်ညာလဲနက်ဆီယာမာကြီးထပ်ပေးလိုက်တဲ့စီစဉ်သစ်တွေကသူမအဖိုးဘလို့ခက်ခဲတွေဖြစ်လာအောင်မလဲလို့တွေးတောနေခဲ့စင်ပါပဲသူမမိဘတွေရဲ့ဘောင်းသွင်းထားတဲ့ဓပုံကိုဓပုံဆိုင်ကနေလပူပေးခဲ့တာကြောင့်ရှိပန်ညာလဲအိမ်မှာဘသူမှမရှိခဲ့ရောက်လာခဲ့တာမို့ဒါကိုဖြောက်ဖြက်ဖြစ်ဖို့စဉ်းစားနေခဲ့ပါတယ် ိုက်တိုက်ဆိုင်ဆိုင်ဆူသလိုပဲရာဂျာနဲ့ယာမနီတို့ကလည်းနက်ဆီယာမကြီးထံကနေအင်ကိုပြန်လဲရောက်ရှိလာခဲ့ကြပြီးရှီဗန်ညာရဲ့လက်ထက်ကမှန်ပေါင်းသွင်းထားတဲ့တပ်ပုံကိုတွေ့ရှိသွားခဲ့ပါဒါကြောင့်မဲသားပြသူရီတေပြောဆိုခဲ့မှုတဲ့ရှီဗန်ညာရဲ့မိဘတွေပုံမှန်သိရှိသွားခဲ့ကရှီဗန်ညာထံကနေတောင်းယူချီးရှုဖို့ပြောဆိုနေခဲ့တာကြောင့်မတတ်သားတဲ့အဆုံးမှာတော့ရှီဗန်ညာလည်းရာဂျာကိုပေးလိုက်ရပါတော့တယ်ရာဂျာကတပ်ပုံကိုကြည့်ဖို့ဖွင့်နေခဲ့စင်ပါပဲရှီဗန်ညာတယောက်ကတော့ရင်းတွေထိတ်နေခဲ့ရပါတယ် ကံကောင်းထောက်မစွာနဲ့ပဲဓပုံပေါင်စွန်းကရာဂျာရဲ့လက်ကိုထိရှာမိသွားခဲ့တာကြောင့်မန်ပေါင်သွင်းလာတဲ့ဓပုံကအောက်ကိုပြုတ်ချသွားခဲ့ပြီးမှန်ကွဲသွားခဲ့ကရာဂျာနဲ့ယာမနီကလည်းရှီဗန်ညာရဲ့မိဘတွေပုံကိုမတွေ့ဖြစ်ခဲ့ကြပါဘူး။ရာဂျာလည်းသူ့ကြောင့်ဖြစ်သွားခဲ့ရတာမို့ရှီဗန်ညာကိုတောင်းမဲ့နေခဲ့ချိန်မှာပဲလက်မထိရှာသွားခဲ့တဲ့ရာဂျာကိုယာမနီကဆေးထည့်ပေးဖို့ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ အဲဒီနောက်ရှီဘန်ညာလဲကွဲသွားတဲ့မှန်ဆတွေကိုဖယ်ရှားပြီးအထက်ကဓပုံကိုယူကာသူမရဲ့တရုတ်မှန်ကိုမသိရစေဖို့ရင်နာနာနဲ့ပဲမိဘတွေရဲ့ဓပုံကိုမိရှိုးဖျက်ဆီးပစ်ခဲ့ရပါတော့တယ်။အဲဒီချိန်မှာပဲအင်ကအလုသမားတူကရောက်ရှိလို့လာခဲ့ပြီးဂျာမနီကပြောစရာရှိတဲ့အတွက်အင်ရောက်ကိုဆင်းလာခဲ့ဖို့လာရောက်ပြောဆိုခဲ့တာကြောင့်ရှီဘန်ညာလဲအင်ရောက်ကိုဆင်းသွားခဲ့ပါတော့တယ်။အင်ရောက်ကိုရောက်တော့ရီတက်ကလည်းအလုကနေပြန်ရောက်နေခဲ့ပြီးဖြစ်ပြီးမိသားစုဆုံဆုံလင်းလင်းဖြစ်နေခဲ့တာကိုရှီဘန်ညာတရားအောင်တွေ့မြင်ခဲ့ရပါတယ်။ အဲဒီနောက်ဂျာမနီကဒီညမှာပြုလုပ်မယ်မေတော်ကာလီရဲ့ပူစော်ပွဲကိုမိသားစုကုန်တက်ရောက်ရမှာဖြစ်ကြောင်းဘလို့စင်ဂျီမျိုးကိုမှမလို့ခြင်းမဲမပြတ်မကွက်အားလုံးပါဝင်ရမယ်ဒါကိုလေရီတက်နဲ့ရှီဗန်ညာကဥဆောင်ပြီးပြုလုပ်စီခြင်းတယ်လို့ပြောဆိုခဲ့တဲ့အခါရှီဗန်ညာလည်းစိုးထိတ်သွားခဲ့ပြီးဒီပူစော်ပွဲကိုသူမှသွားမယ်ဆိုပါကသူ့ရဲ့တယုံမှန်ကပေါ်သွားမှာပဲလို့တွေးနေမိခဲ့ပါဂျာမနီကလုဆရာရှိတာတွေကိုပြင်ဆင်ထားဖို့ပြောဆိုခဲ့တဲ့အခါအားလုံးကအသီးသီးထွက်သွားခဲ့ကြပေမဲ့ရီတက်က ူဒါတွေကိုအယုံကြည်မရှိတာကိုမိခင်အနေနဲ့ကလည်းသိရှိကြောင်းဒါကြောင့်မသွားချင်ကြောင်းပြောဆိုခဲ့တဲ့အခါယာမနီလည်းဒေါသတွေထွက်သွားခဲ့ပြီးဒီလိုလှုပ်ဆောင်တာကမိသားစုရဲ့ကောင်းကျိုးအတွက်ဖြစ်ကြောင်းဒါကြောင့်ဒီညပူဇော်ပွဲကိုလည်းမပြတ်မကွက်တက်ရောက်ရမှာဖြစ်ကြောင်းတကယ်လို့မင်းကအမေရဲ့စကားကိုနားမထောင်ခဲ့ရင်တော့ဇနီးတဲ့ရဲ့စကားကိုတော့နားထောင်မှာဖြစ်တဲ့အတွက်ယာမနီကရှီဗန်ညာရီတစ်ကိုလက်ခံအောင်ပြောဆိုခိုင်းခဲ့တာကြောင့်ရှီဗန်ညာလည်းသူမကိုယ်တိုင်တော့မသွားချင်ခဲ့တာကို ခုတော့ retail ကိုတောင်ပြောဆိုဖြောင်းပြခိုင်းနေခဲ့တာကြောင့်မလွဲသားတဲ့အဆုံး retail အားအမေရဲ့စကားကိုလုံဆန်လို့ပဲဖြစ်ပါမလဲလို့ပြောဆိုခဲ့ရပါ retail လည်းရှိဗန်ညာကပါပြောဆိုလာခဲ့တာကြောင့်မိခင်ဖြစ်သူအားကျွန်တော်ယုံကြည်မရှိပေမယ့်အမေရဲ့ဆန္ဒတစ်ခုတည်းအတွက်ပူဇော်ပွဲကိုလိုက်ခဲ့ပါမယ်လို့ပြောဆိုခဲ့တဲ့အခါဂျာမနီလည်းဝမ်းသာသွားခဲ့ပါရှိဗန်ညာကတော့စိတ်ထဲကနေ retail ကသွားဖို့သဘောတူလိုက်တဲ့အပေါ်မှာဘာလို့သဘောတူလိုက်ရတာလဲအခုတော့ကျမမှာအသက်အန္တရာယ်ရှိနေပြီလို့ညှိတွားနေမိခဲ့ပါ ရှိပန်ကလည်းအဆိုပါအကြောင်းအရာကိုသူ့စီကိုတစ်တဆိတ်ရောက်ရှိလာခဲ့တဲ့စီရှာကိုပြောပြခဲ့ပြီးစီရှာကဒါကဘလို့လို့ဖြစ်နိုင်မှာလဲနင်းပူစောပွဲကိုသွားတာနဲ့တရုံမှန်ပေါ်ပြီးဒုက္ခရောက်သွားလိမ့်မယ်လို့ပြောဆိုနေခဲ့စမှာပဲအခန်းတကားကိုခောက်ကဂျာမနီကပူစောပွဲမှာဝစ်စင်ဖို့ဝစ်စားကိုလာရောက်ပေးရခဲ့တာကြောင့်စီရှာလည်းခဏတာပုံနေခဲ့ရပိုင်းဂျာမနီလည်းဝစ်စားကိုပေးပြီးပြန်ထွက်သွားခဲ့တာကြောင့်စီရှာလည်းပြန်ထွက်လာခဲ့ပြီး ရှိပန်ညာသူတို့လှုပ်ချင်တာလှုပ်ပါစေငါတို့ရဲ့မျက်ကနေသူတို့လွတ်အောင်ထွက်မပြေးနိုင်ပါဘူးဒီကိစ္စကိုငါပဲကြည့်ပြီးစီစဉ်လိုက်မယ်လို့ရှိပန်ညာကိုအတိတ်ပဲရှိတဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်ကစီရှာတရားအောင်ပြောဆိုခဲ့ပါတော့တယ်တခဏကြာမှာတော့ရီတစ်ကပူစော်ပွဲတဲ့ဝစ်စားကိုဝစ်ဆင်နေခဲ့ကအစင်မပြေမှုတွေဖြစ်လို့နေခဲ့တာကြောင့်ရှိပန်ညာကလာရောက်ကူညီကဝစ်ဆင်ပေးခဲ့ပါရီတက်လေရှိပန်ညာကိုတိုင်းသူ့ကိုဝစ်ပေးနေခဲ့တာမို့ချီနူးနေခဲ့ချိန်မှာပဲ ရှိပန်းညာတရားပူဇော်ပွဲအတွက်ဒိငဲချက်ထားတာကိုသတိရသွားခဲ့ပြီးမိဖို့ချောင်းကိုထွက်သွားခဲ့ပါတော့တယ်။ဒါအောင်ချာမှာရှိပန်းညာကပြန်လဲရောက်ရှိလာခဲ့ချိန်မှာတော့သူမရဲ့လက်ထဲမှာဒိငဲချက်ထားတာကိုပကံလုံးလေးတစ်လုံးနဲ့ထည့်လာခဲ့ပြီးအရာသာကိုမြည်ဆန်းဖို့ရီတက်ဟာပြောဆိုခဲ့ပါတယ်။ရီတက်ကလည်းဒိငဲကိုသူငငယ်လေးကလေးကမကြိုက်ခဲ့ကြအောင်ဒါပေမဲ့လည်းဇနီးတဲ့ရဲ့လက်ရဖြစ်တာမို့သူမြည်ပေးပါမယ်လို့ပြောဆိုကပကံလုံးလေးကဒိငဲရိအားလုံးကိုစားတောက်လိုက်ပါတော့တယ်။ ပြီးနောက်ရီတက်လည်းထွက်ခွာသွားခဲ့တဲ့အခါရှီဗန်ညာလည်းမှန်မှပေါ်နေတဲ့သူမရဲ့မျက်နှာကိုစိုက်ကြည့်လိုက်ရုပ်သွင်းကစီရှာဖြစ်ပြောင်းလဲသွားခဲ့ကရှင်စားလိုက်တဲ့ဒိငယ်ထဲမှာအစိတ်ခတ်ထားတဲ့ရီတက်ရှင်ပူဇော်ပွဲကိုတတ်နိုင်မှာမဟုတ်တော့ဘူးဆိုတာကိုကျမလောင်းရဲတယ်။ဒါဆိုရင်ရှီဗန်ညာကလည်းသွားရတော့မှာမဟုတ်ဘူးလို့တွေးတောနေခဲ့ကချိန်နဲ့စွာနဲ့ပြုံးလိုက်ပါတော့တယ်။နောက်ရက်တွင်မှလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလို့တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Recap Channel ကို Subscribe လေးပြုလုပ်ပေးသွားပါအောင်နော် စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်